တင်းဂျူလေးကငါတို့မင်းကအဲရောက်ပဲနေရာကာမဘုဒ္ဓအာဟုဒ္ဓက20ရောက်ပဲเนาะကံ၄ပါးလေးလीတော့သိတာမှန်ပါဘူးကံကကိစ္စကံအပြည့်၄ပါးပြားတယ်ပါကဒါနဝိညာယကံအပြည့်၄ပါးပြားတယ်ပါကကာလကံအပြည့်၄ပါးပြားတယ်ပါကဌာနကံအပြည့်၄ပါးပြားတယ်အဲ့လို၄ပါး၄ပါးစီပြားတဲ့၄မျိုးရှိတဲ့တဲက ဒီသင်္ချိုဆရာကတော့အကျေချက်ကြမှာပါကဌာဏဆို၄ပါးဝင်ကျေချက်ကြဟုတ်လားပါကဌာဏဆိုသူအကျိုးပေးတယ်ပေါ့ကံတကူအကျိုးပေးဆိုအဲကျိုးပေးတဲ့ဌာဏတွေဘယ်ဌာဏတွေလဲဆိုတာအကျိုးကျေချက်ကြမှာကျန်တဲ့သုံးခုတော့ကျေချက်လို့ပြောတယ်ကျန်တဲ့သုံးခုကသုတ်တန်ကြီးဖြစ်တယ်ပဲကျေချက်လို့ပြောနော်ကျန်တဲ့ကံ၄မျိုး၄မျိုး၄မျိုးရှိတဲ့ဆရာကကျန်တဲ့သုံးမျိုးကိုတော့ကျေချက်ပြောအဲ့ဒီဆရာမှာကာမမှုတို့အာမှုတို့ကံတွေပြောရင်20ရှိပါတယ် အာဟုတုကံကအချင်းတို့အားဖြင့်ဝင်သုံးမျိုးရှိတယ်ကာယကံဝစီကံမနောကံဟုတ်လားဒါဆိုရင်အာဟုတုကံသုံးပါးထဲမှာကာယကံကိုဖြစ်မြွတ်တော်ခံသုံးမျိုးပါလို့ဆိုတော့ပါဏတိပါဒအရိဏဒါနာကာမေတုမိစ္ဆာဒါတာဘာကြောင့်သူတို့ကာယကံလို့ခေါ်လဲဆိုတော့ကာယဝိညာဉ်ဆိုတော့ကာယတော်ရမှာအဖြစ်များတော့ကြောင့်ဟုတ်ပြီနော်နောက်နှုတ်ပြပြရတော့အာဟုတုကံလေးမျိုးပါလို့ဆိုတော့မူတာဝါဒပိတနာဝါဒသုတဝါဒသံဖတ်ပါ နော်ပြည့်စုံကြဝစီကံလို့ခေါ်တယ်။ဘာကြောင့်ဝစီကံလို့ခေါ်တာလဲဆိုတော့ဝစီဝိညာဉ်ဆိုတော့ဝစီ द्वार မှာပဲအဖြစ်များသောကြောင့်။ဒါနဲ့တော့မဖြစ်တာမဟုတ်ဖြစ်တယ်နော်။အဲ့မဲ့ဖြစ်များတာကဝစီ द्वार မှာပဲဖြစ်တယ်။နောက်စိတ်ပင်ပြရတော့အာဟုလူကံ၃ပါးကအိဇာရဲ့ဗျာမာဒရဲ့မိစ္ဆာဒိဋ္ဌိ။နော်အဲ့ဒါကိုမနောကံလို့ခေါ်တယ်။ဘာလို့ခေါ်တာလဲဆိုတော့ဝိညာဉ်ကိုကျင်းထားပြီးတော့စိတ်မှာပဲအဖြစ်များသောကြောင့်မနောကံလို့ခေါ်ပါတယ်။ဟုတ်ပြီနော်။ဟုတ်ကဲ့အဲ့ဒါပြီးတော့အဲ့ဒီကံတွေ

တော့ဒေါသမူလကြောင့်ဒေါသကိုခြေခံပြီးတော့ဖြစ်တယ်။ဒီနည်းပြဒေါသကိုခြေခံရှိတော့စိတ်ကြောင့်လည်းဖြစ်တယ်လို့ဒီလိုပြောတယ်။အဲ့တော့ညီညောင်ပြဒေါသကြောင့်ဖြစ်တယ်ပေါ့။လည်းဆုံးမမှန်ဘူးနော်။ဒေါသကြောင့်ဒါမှမဟုတ်ဒေါသနဲ့ရှင်တွဲသောစိတ်ကြောင့်ဖြစ်တယ်။ဟုတ်ပြီလား။အဲ့တော့ဒေါသကြောင့်ဖြစ်သောအာဟုတုကံမြောက်ခေါ်ရသောပါဏာတိပါဒနဲ့ပုဒ္ဒဝါစာဆရာမာဒဟုတ်လား။ပါဏာတိပါဒသူ့အသက်သက်တယ်ဆိုတာလည်းပဲဒေါသမျိုးပဲနဲ့ခါးကြီးရတယ်မသက်ဘူး။ เนาะအများစုပြောတာเนาะဒါခါတရားညတော့အတမူဝါးညောင်းအရာဆိုရင်ဒေါသထွက်လို့တော့မဟုတ်ဘူးပေါ့เนาะเนาะဘာသာပြုတာဝါစာစကားကြမ်းကြမ်းပြောလိုက်တယ်ဆိုတော့လည်းဒေါသထွက်လို့ရပြောတာမျိုးလေးရှိပါတယ်ဒါအများစုပဲเนาะဖြာပါဒဆိုတဲ့အကူလို့အဲ့တော့ပါဏာတိပါဒပြုတာဝါစာဖြာပါလို့ဒီအဘဲကြောင့်ဖြစ်ပါတည်းဆိုလို့ရှိရင်ဒေါသကြောင့်တနည်းအားဖြင့်ဒေါသအခြေခံရှိတော့စိတ်ကြောင့်ဖြစ်ပါတယ်ဟုတ်ပြီလားအဲ့တော့ဒေါသဒေါသကဒေါသဒေါသရိမ့်နိုင်ရှိတော့စိတ်ကြောင့်ဖြစ်တော့ အမှုတော်ကံများဖော်ပြခဲ့ကြပါမယ်ပါဏာတိပါဒရဲ့ဒုသဝါစာရဲ့ညပါလာရဟုတ်ပြီလားဟုတ်ခက်တာပါလားခက်ပါဘူးဟုတ်လားဟဲ့ဒါတို့ဟောကြားတော့ရသင်္ခါလက်ဆောင်တွေမှာပါဏာပြာပါပရိသဖြစ်လာဒေါသကြောင့်ဆံမူလီရိတ်တာဟုတ်လားဟဲ့ခက်ပါဘူးနောက်တစ်ခုသွားကာမေတုဝိသသာရောဝိသာဝိသာဒိဋ္ဌိသာရောဘမုနေနာကာမေတုဝိသသာရောမမေတုသာရာတေသောဝိသာ မေတုမိစ္ဆာသာရရဲ့အဘိဇာရဲ့မိစ္ဆာဒိဋ္ဌိရဲ့အယူမှသွားတာเนาะဒါတွေကကြာတော့လောဘကိုအခြေခံပြီးတော့ဖြစ်တယ်ဟုတ်လားလောဘကြောင့်တနည်းအားဖြင့်လောဘအခြေခံကြည့်တဲ့စိတ်ကြောင့်ဖြစ်တယ်အဲလောဘကြောင့်ဖြစ်သောဒုက္ခတိုင်းများကိုဖော်ပြခဲ့ပါမယ်ဒါကြီးပေါ့နားလည်လားအမေတုမိစ္ဆာသာရအဘိဇာမိစ္ဆာဒိဋ္ဌိနောက်ဆက်သွားဒေတာနိသတ္တရိဘိဘုဒ္ဓေသံဃောအမိဟောလိုက်ဒေတာနိသတ္တရိ channel ၄ပါးဆိုတော့ ပါဏာတိပါဒပါယိသုဒဝါစာပါယိဂျာပါရပါသွားယိကာမိတုမိစ္ဆာသရမလဘိဇံပါသွားယိမိစ္ဆာတိတိပါသွားယိရှိတာပဲနှမကြီးရတော့ဆယ်ပါရှိဟုတ်လားဟဲ့အဲ့တော့ channel ၄ပါပါရှိပါတော့မယ်ပိဒုနာဝါစာဘာသာဒုက္ခရကနေရဆိုရင်အဋ္ဌိနာဒါနာဖြစ်မယ်ပေါ့နော်ဝစီကံနေရဆိုရင်ပိဒုနာဝါစာမုဒဝါဒလည်းပါမယ်မုဒဝါဒပိဒုနာဝါစာတံဖတ်ပလာပါဟုတ်တယ်မလား ်ပါဏာတိပါဒပါသာပြီးအာရိဏဒါနပါသိပြတဲ့အာရိဏဒါနဟုတ်တယ်မလားကာမိတုမိစ္ဆာသာလည်းဆိုပြီးပြီးဒါကာကံနဲ့ကအာရိဏဒါနပဲနော်ဝစီကံနဲ့ဆိုရင်မုသာဝါဒမပါသေးမလားပါသေးဘူးမုသာဝါဒပြီးတော့ပိတုနာဝါစာလည်းမပါသေးဘူးပရုသာဝါစာလည်းဟောပိတုနာဝါစာပါသွားပြီတမတ်ပလာမှာလည်းမပါသေးဘူးအဲ့တော့အဲ့ဒီ၄ပါးပေါ့နော်ဒီတာနိစ္စတာကြီးဒွေးမှုလေးတံမွန်လေး၌ စက်တာရီရာကိုဖော်ပြကြတာမှာဆိုရင်ဒီရောက်တဲ့အာရဏဒါနာမုဒဝါရပိဒုနာဝါစာတထပလာပါဟုတ်လားဟဲ့အဲ့ဒီ၄ပါးတို့ဒီဒွိဟိမူလရိမူလာ၂ပါးလုံးရောတော့တော့ဒေါသရောလောဘရောဒါဒီနှစ်ခုလုံးကိုခြေခံပြီးတော့ကြာဖြစ်ပါလေဟုတ်လားဟုတ်လောဘဒေါသမူလာ၂ပါးကိုခြေခံပြီးတော့ကြာဖြစ်တော့အာဟုတို့ညာကိုဖော်ပြကြတာမှာအာဟုတို့ဒုစရိုက်ညာကိုဖော်ပြကြတာရလားမလားဟုတ်လားဒါဝဲတို့ငင်းကားလက်ဆောင်ကိုကြာတော့ကြာ ဒီပရမသစ်မှာသင်ရတဲ့သင်္ခါရဆောင်ရဲ့ပိတုမူတာတန်ဖတ်ပါဒိဏနှစ်ပါးကြောင့်ဆိုရနှစ်ပါးလုံးကြောင့်ဖြစ်ပြီးဆိုရဆောင်းလို့ရှိတယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါကြီးကတော့အဲ့ဒီကမှတည်ပါဒါကတော့ဒီမှာပါဠိလေးလေးရရင်လည်းပဲရနိုင်တယ်မလားကြီးအဲ့တော့ဒီမှာပါဆိုအဲ့ဒါဆိုရင်ဒီအကုန်လုံးကိုချုပ်ပြီးတော့ပြောရရင်လောဘကြောင့်ဖြစ်တဲ့ဒုစရိုက်များကိုပုံပြခဲ့တဲ့အမှာဆိုရင်ဒီ 50ခုပိုက်ကပြတာက3ခုပေါ့เนาะ60ပိုက်ကပြတာက4ခုဒီလိုဖြစ်သွားမှာပေါ့เนาะလောဘကြောင့်ပြောတာเนาะလောဘကြောင့်သားလို့ဆိုရင်တော့တဲ့တုံးပါလေပေါ့เนาะလောဘကြောင့်သားဆိုရင်ကာမိတုမိစ္ဆာကအိစ္ဆာမိစ္ဆာလေးဒီအဲ့လိုမျိုးပဲနဲ့လောဘကြောင့်ဒီလိုပြောလိုက်လိုက်ပြန်နဲ့ကျန်တဲ့နှစ်ပါးကနှစ်ပါးလုံးကြောင့်ဖြစ်တယ်လို့ပြောရမှာလေဟုတ်ပါလားအဲ့တော့အဲ့ဒီ၄ပါးကိုလည်းပါလို့ရတယ်လောဘကြောင့်လို့ပြောရင်တော့5ပါးရှိတယ်ပေါ့เนาะ လောဘကြောင့်သာပဲเนาะ၃ပါးပဲရှိတယ်ဟုတ်လားဒေါသကြောင့်သာဆိုလို့ရှင်လည်းတော့တော့ပြောလို့၃ပါးပဲရှိတယ်เนาะဒေါသကြောင့်လို့ပြောရတဲ့နေနဲ့၃ပါးရှိတယ်လို့ပြောလို့ပါအားလားအားလည်းလားဒီမှာနောက်စိတ်ဒုပါဒဝတိနာဒါတော့ကံနေနေပြောရင်တော့အဲ့လိုမျိုးနဘာသုံးပါးလေးဖြစ်တယ်စိတ်တုပ်ပါဒဝတိနာပဏိတံအာဟုတလံတပ်ပတ်ထာပြီးဒေါရတဥဒံဟောဒီစိတ်တုပ်ပတ်အနေနဲ့ပြောရင်တော့တဲ့အဲ့ဒီယောက်ျားတွေဟာ အာဟုတုကံနေစိတ်တုပ်ပတ်နေပြအဲ့ဒီအာဟုတုကံနေဒွါရသဝိကံပေါ့ဒီအဲ့ဒါနဲ့72ပါးနေဟောက်တော့72ပါးပြောတာဟုတ်လားအဲ့တော့အာဟုတုကံမနောက်ရှိမှာလို့72ပါးဟုတ်ပြီလားစိတ်တုပ်ပတ်နေနေပြရင်တော့အာဟုတုကံက72ပါးရှိတယ်ဟုတ်လားလောဘရှင်းသောတာနဲ့မောဟနဲ့ဒါပြောတာနော်ဒီဝင်သွားကြအောင်ကာမကုသံ၃ပါးတော့ရှိပါ ဟုတ်ပြီနော်အာဟုဒုက္ခနှစ်ပါးတွေတော့ဆယ်နှစ်ပါးတော့ဟုတ်ပြီရှင်းမှာတော့ခေါင်းစဉ်တွေထားတဲ့ကာမမှုကိုအာဟုဒုက္ခ20လို့တက်ထားမှာလေဟိုအာဟုဒုက္ခကနှစ်ပါးတွေတော့ဆယ်နှစ်ပါးဘီအန်ပါရအောင်ကာမမှုဒုက္ခဒုက္ခနဲ့ရှင်းပါသုံးပါးဝဇရသမ္မာသမ္ဗုဒ္ဓံဒီအာနာရိဝါဒာရိဘုရားကံသာကံဒီနာရိဘော လို့ဆိုတာလေကာယတော်မှာဖြစ်ရင်ကာယကံဝစီရာနဲ့ပြုတဲ့ဝစီကံမနောဒရာမှာဖြစ်တဲ့မနောကံကုသိုလ်ပြုတဲ့ခါမှာလည်းပဲဒီကံသုံးမျိုးနဲ့ပြုရတယ်အကုသိုလ်ဆိုတဲ့ဒီကံသုံးမျိုးကိုပူနေပြုတယ်နှုံနေပြုတယ်စိတ်နဲ့ပြုတယ်ဟုတ်လားဟုတ်ကုသိုလ်ပဲပြုအကုသိုလ်ပဲပြုရင်ပူနေပြုတယ်နှုံနေပြုတယ်စိတ်နဲ့ပြုဟုတ်လားဟာဆိုရင်ကုသိုလ်ကံသုံးပါးကိုပြောပါခဲ့လဲကုသိုလ်ကာယကံကုသိုလ်ဝစီကံကုသိုလ်မနောကံဟုတ်လားဒီကံသုံးပါးပဲเนาะ ်ပုလို့ပြီးတော့လေဒီကံလုံးမှာကိုနှုတ်စိတ်အာဟုပြီးတော့လေကိုနှုတ်စိတ်ဒီကိုနှုတ်စိတ်ကနေစီကံပြီးတော့ပုလို့အာဟုလို့ရတာဖြစ်သွားတယ်ဟုတ်တယ်မလားဟုတ်ပါတယ်အဲ့တော့ကာမကုတုကံ၃ပါးလာတာပဲကာယကံဝစီကံမနောကံပုလို့ကာယကံပုလို့ဝစီကံပုလို့မနောကံပေါ့ဟုတ်လားအဲ့လိုနော်အဲ့အရာလေးကကြတော့ဒီပုံညာကိရိယာအဲ့ကုသိုလ်ကိုဒီကံနဲ့ပြောရင်တော့ဘာယံကံဝစီကံမရောကံပေါ့နော် ။ဟောပုံညာကိရာဝတ္ထုနည်းပြောရင်ကုသိုလ်ဟာ၃မျိုးရှိသေးတယ်။တထာဒါနသီလဘာဝနာဝတ္ထေနာတွေ့လာရင်အဲ့တော့ခုပြောမယ်ဆိုလို့ရှင်ဘယ်လိုပြောကတော့ကာမကုသိုလ်ကိုကံစွမ်းမြင်လာကောင်ပုံညာကိရာဝတ္ထုကုသိုလ်ကိုပေါ့နော်။ပုံညာကိရာဝတ္ထုစွမ်းမြင်လာကောင်ကံဤစွမ်းအဖြစ်လာကောင်ဒီစေတုပ္ပိုက်စာမြောင်ဖော်ပြနေတာမှာကိုင်းစာပြန်တော့ကုတုဒီကာယံဝစီကံနောကံလို့၃မျိုးရှိတယ်ပေါ့ဟုတ်လားဘုံညာမြေဝတ္ထုပြင်နေပြောရင်တော့ဒါနသီလ ဘာဝနာလို့သုံးမျိုးရှိပါတယ်တွေ့လိုက်တထာဒါနသီလဘာဝနာဝိနာကုသိုလ်ကိုဟိုကံညောပြောဒီပြုရတဲ့ဝတ္ထုအနေနဲ့ဟောနော်ကုသိုလ်ပြုစရာဝတ္ထုတရားအနေနဲ့ပြောရင်တော့ဒါနသီလဘာဝနာလို့သုံးမျိုးထွက်လာပါတယ်ဟုတ်လိုက်အဲဒါနသီလဘာဝနာလည်းဘာနဲ့ပြုရအောင်ဆိုတော့ကိုယ်နဲ့ပဲကိုယ်နှုတ်စိတ်နဲ့ပြုရတာပဲဟုတ်လားဟုတ်ပါဘောပါကကံညောပြောရင်တော့ကာယသောဇီကမနောကံကုသိုလ်ကံကုသိုလ်ဝိနာကုသိုလ်မနောကံ ဲ့ဒီမနောကံနဲ့ဘာလဲပြုံးဒါနတိလာဘောင်းနာပြုတာပဲအဲ့ဒါလည်းပဲကုသိုလ်ပဲဟုတ်လားဟုတ်ဟဲ့လည်းပြီနော်အဲ့တော့ကံဤစွမ်းပြန်လာကောင်ပုံညာတိရဝတ္ထုဤစွမ်းပြန်လာကောင်ပေါ်ပြရတဲ့ကောင်ကံဤစွမ်းပြန်ဘာယနာဝစီကမနောကံဟုတ်လားဟုတ်ဟာပါတော့ပုံညာတိရဝတ္ထုဤစွမ်းပြန်တော့ဒါနတိလာဘောင်းနာဟုတ်ပြီနော်သုံးမျိုးနောက်စိတ်တော့ပါဒဝတိနာပဏိတံအထဝိတံဟောဒီစေတုပ္ပတ်အနေနဲ့ပြောရင်တော့ရှင်ပါစေတုပ္ပတ်လိုက်ဆွမ်းပြအောင်ဟောပြရပါမယ်စေတုပ္ပတ်အနေနဲ့ကျတော့မာမှုလို့စေရှင်ပါအောင်ပြောရတယ် ဟုတ်လားဟုတ်ပါပါလားကာမကုသိုလ်ကိုကံအားဖြင့်၎င်းဟုတ်လားကံစောပြန်၎င်းနောက်လိုပါစေပုံညာကုရဝတ္ထုကိုစောပြန်၎င်းသေလိုပါလားစောပြန်၎င်းမြညာရှိပြီခေါပြလိုက်သားမှာပဲကာမကုသိုလ်ဒီကံအနေအဖြင့်ကာယကံဝစီကံမနောကံတို့ပါရှိဘုံညာရဝိသုသာဖြင့်ဒါနသီလဘာဝနာတို့တို့ပါရှိစေလိုပိုက်သားဖြင့်ဘာမှုသုစိတ်ရှိပါဦးရှိဟုတ်လားဟုတ်ပါရဲ့လားဟုတ်ပါဒါဟုတ်နော် ဲ့တော့စိတ်လုံးပတ်နေနေကြတော့မာကုလိုစိတ်ရှင်ပါအဲ့တော့ကုလိုကံက10ပါအာကုလိုကံက12ပါဆိုဘယ်လောက်ဖြစ်တော့20 20ဒါဝဲကာမကုလိုအာကုလိုက20ဒါပဲပုံညာတရားဝတ္ထုက10ပါရှိတယ်အကျင့်ပွားလိုက်ရင်10ပါရှိတယ်အကျင့်ချုပ်လို့ရင်နော်ဒါနာသီလဘာဝနာပေါ့ဟုတ်လားအကျင့်ပွားရင်၁၀ပါးရှိပါတယ်။ဘာရင်လို့ဆိုတော့ဒါနာ၊သီလ၊ဘာဝနာ၊ပါဇာယနာ၊ဝိယဝစ္စ အတ္တမောဒနာဓမ္မတဝနာဓမ္မဒေသနာဒိဋ္ဌိစုကာမဟုတ်လားဟုတ်ကဲ့အဲ့တော့အကျဉ်းချုပ်ဆိုရင်တော့ဘာလို့သုံးပါအကျေပါလိုက်ရင်တော့၁၀ပါရှိတယ်အဲ့တော့ဌာနဆိုတော့ကျွန်တော်တို့ပြီးပြီးသားတယ်ပြီးပြီးသားတိုင်းမှာစွမ်းနိုင်နေများပြီးတာကိုရှိတယ်ဟာလူလာပေါ့နော်ဒီလားဆိုတာကတော့စောက်ပြီးဒီလိုညာထိမ့်သိမ့်နေတာပဲ ခုကျင်တရားတွေပါเนาะဘာဝနာဆိုတော့မိနှစ်သက်တဲ့ကမ္မထံတစ်ခုခုကိုဘွားများတာနာမဆိုင်နာဆိုတာယိုတိထိုက်တဲ့လူကိုယိုတိဟာဟုတ်လားဟဲ့အဲယိုတိထိုက်တာဘယ်လိုသုံးဆိုအသက်ရဲ့ဟိုဒိတ်ခါနော်အသက်ဒိတ်ခါရဲ့ခုံဆိုင်နဲ့တိုင်းနေပေါ့နော်ဟုတ်လားယိုတိထိုက်တယ်ယိုတိထိုက်လို့သူကဒီဘွားမှာဘုန်းကြီးမှာပြတာကြတော့ပုဂ္ဂလာပုဂ္ဂလာနဲ့ လေးစားမဲ့ကတော့ပုံပုံနဲ့ဓမ္မလည်းဒီမျိုးပြเนาะဒီအတ္တဒိက္ခာကြီးရဲ့ပုံပုံနဲ့ဒီတရားတို့ဒီကုန်းချင်းကုန်းဒိက္ခာနဲ့ကိုယ်ကြီးကိုယ်တဲ့ဒီလားသမားကြီးပညာပေါ့ပြောမယ်ပေါ့เนาะဒီလားသမားကြီးပညာကောင်အပြင်ကြီးမားတဲ့ပုံပုံတွေလည်းဒီလေးစားရပါတယ်ဒါမဆိုင်တာဟုတ်လားအဲကျွမ်းကြရကြ ခုခေတ်ကလည်းလေးကိုယ့်ရဲ့အသက်ကြီးရောလေးဘီယူဆိုင်တာမျိုးတော့မရှိတော့ဘူးเนาะအဲ့ဒါလေးကိုကဒီစားလေးတက်ထားလို့ရတယ်။တက်နိုင်လို့ပြုစားပြီးတော့ရိုတည်ကြည့်ပေါ့เนาะအထူးကြကုသိုလ်တွေမျိုးဖြစ်သွားတာပေါ့ကွယ်เนาะတက်တဲ့ကကိုယ့်ရဲ့အသက်ကြီးကလေးရိုတည်လေးစားဆက်စားလာအခုမှကုသိုလ်တွေမျိုးတို့သွားတယ်เนาะကိုယ့်ကနဲတယ်เนาะအဲ့ဒီစိတ်လေးနဲတယ်ရိုတည်ထိုက်ကြည့်လို့ရိုတည်ထိုက်တာတော့ဥပမာဘာကြီးလုပ်နေလုပ်နေအသက်ကြီးနေလို့ကိုယ်ကရိုတည်ပေးတာ ဟုတ်လားဟိုကောင်းပြီဖြစ်စီမကောင်းပြီဖြစ်စီတို့ကမကောင်းရင်မယိုးသေးခြင်းမှုဆိုတာမျိုးရှိတယ်နော်အဲ့တော့အသက်သိခါကြီးနေတာကကိုယ့်တည်းကြီးနေလို့အာကိုယ်ကယိုးသေးပြလိုက်တာဆရာမြေကိုယ်ကကိုယ့်ကိုယ်တို့တို့သွားတယ်ပေါ့ဟုတ်လားဘာဘာကြီးဖြစ်နေဖြစ်နေပေါ့ဟုတ်လားနော်ဘောပါကြီးကိုယ့်တည်းဒီလာသမားလေးပညာကောင်းအောင်ကြီးမားရင်လည်းမျိုးလေးပြရပါလေ။ဟုတ်ပြီနော်။ကဲ။ဒါကအမဆိုင်အဝေယဝဇ္ဇဆိုတာကတော့ဝေယဝဇ္ဇလုပ်ပြတာပါ။ မင်းမကောင်းတဲ့လူတွေဈေးပေးပါမျိုးလို့ကျန်တဲ့ဘဝဉာဏ်တန်ကြီးလောက်တာမျိုးလို့ဟုတ်လားကျန်တဲ့ဟာတွေကဝေယဥစ္စာအကုန်ပါတယ်ပေါ့နော်မင်းမကောင်းတဲ့ပုဂ္ဂိုလ်ကိုပြုစုတာမျိုးဒါတွေအကုန်လုံးမှများဝေယဥစ္စာလို့နော်ပဋိဒါနဆိုတာကိုရားသမျှကုသိုလ်တွေကိုအမြအပေးဝေးတာနော်ဗတ္တမောရဏကလူများပြုစုများကုသိုလ်တွေအမြဝေးတဲ့ကသာဓုခေါ်တာသိတယ်မလားနော်ဓမ္မတော်နာဆိုတရားနာတာလည်းကုသိုလ်တစ်မျိုးပဲ ဟုတ်ပြီလားဓမ္မဒေသနာတရားနာတာစောင့်လိုက်တာစောင့်လိုက်တာဒီမှာဒါလေးပါနော်စောင့်လိုက်တာဆိုတာလည်းဒါဓမ္မသဝနာတရားနာတဲ့ဒီပညာကိုနာကြတယ်ဒီလိုခေါ်တာပေါ့နော်နောက်ဓမ္မဒေသနာတရားဟောတယ်စာချတယ်ဒါရီရလည်းဓမ္မဒေသနာဟုတ်ပြီဟုတ်လားဓမ္မဒေသနာဟုတ်လို့ဓမ္မဒေသနာဟုတ်လို့ဆိုတော့ဟိုဟိုတို့မင်းနဲ့မမင်းနဲ့ကြားလို့ကျွန်တော်တို့ကဒီပါတော့ဓမ္မတရားတရားလေးကိုဒီဟွာလေး ဆဲမှာဓာင်းတနားရောင်းလေးဟောတာကိုဘုရားတော်ကမဒေသနာလို့ထင်းနေတာမာညာနဲ့အန်ဒီတွေပြန်ပြေးပြေးရမှာဒါတော့ဒီနေ့စဉ်နေ့စဉ်စာချစာသင်တာလေဓမ္မတဝနာဓမ္မဒေသနာကုသိုလ်တွေပဲဟုတ်ပြီလားတရားကြီးဟောနေမှာဓမ္မဒေသနာမဟုတ်ဘူးစာဝါချနေလေဓမ္မဒေသနာတရားတွေနားနေမှာဓမ္မတဝနာမဟုတ်ဘူးစာဝါတွေလိုက်နေတယ်လေဓမ္မတဝနာကုသိုလ်တွေတို့နေ့စဉ်နေ့စဉ်ကုသိုလ်တွေ မြဲကြည့်နေပါလားလို့ဟောလိုက်ခြင်းအပြင်ဒါလေးတွေတွေ့ပြီးမဝမ်းသာကြရဘူးเนาะဟောဓမ္မတောင်းနာဓမ္မသေတနာဗေဒိစုကမ္မရူကိုဖြောင်းမှန်စွာယူဘူးဟုတ်ပြီเนาะအဲ့တော့အဲ့ဒါလေးကိုဒီပုံရံပရိယဝတ္ထု၁၀ပါးကိုဒီဘွာထဲမှာဒါနတိတာဘာဝနာထဲမှာအချင်းချင်းနိုင်ရင်ကျင်းချုံးပြီးတော့သွင်းလို့ရတယ်ဒါကိုဆရာတော်ဆောင်းမလို့ဆိုတာဒါနသီလဘာဝနာသုံးဖြာဆင်၍ခင်းဟုတ်လား ဒါနသီလဘာဝနာလို့တော့ပြန်ပြီးရေးထားလိုက်စမ်းပါတဲ့ဟုတ်လားရေးထားဆိုကြ စနှစ်ကိုလဲအစနှစ်ပါးကိုလဲဒါနသီလဘာဝနာနောက်မှာဘာသာနာဝိယဝိစဘာပါလဲမလားအဲ့ဒါလေးကိုအလေလေးအလေလေးကိုတွန်းလိုက်အလေရပါလို့ဒီလာဒီလာလေးကိုထည့်လိုက်ဟုတ်လားဘာသာနာယူဒီတိုင်းကိုယူဒီလာလဲကိုကျင်တရားတစ်မျိုးပဲဝိယဝိစကလုံးတဲ့လုံးထိုင်တဲ့အလုံးလေးတွေလုတ်ပေးတာဒါလည်းတော့ဝိယဒီလာကူတစ်မျိုးကိုကျင်တရားတစ်မျိုးပဲ နိုင်ဒါကြောင့်မလို့အဲ့ဒါလေးကိုစာရိတ္တပြည်လာရင်ပြီးတော့ကြောင့်ပြည်လာထဲမှာထည့်ပြီးတော့ဘွားတွေဘာတွေမှာပါတယ်အဲ့ဒါကကျုပ်တို့ဘာတွေမှာလာတယ်ပေါ့ဟုတ်လားဘောပေါ့လားလေ့ကျင့်ရမယ့်ပြည်လာခြင်းပြီးတော့ကိုပြည်လာကုသိုလ်တွေမှာထည့်ဟုတ်ပြီနော်မဇာနာဝိယောစာတွေကိုပြည်လာထဲမှာထည့်အလင်းနှမကိုစာတော့မှတယ်စာမျိုးကိုလည်းလည်းနှစ်ကိုစာအလင်းနှမောက်ကြတော့ပဋိဒါနနဲ့ပဋ္ဌာနမောဒနာဒါကိုကြတော့အစလုံးကိုတွင်လာကြတဲ့ဒါနာနဲ့တွင်လာ ဟုတ်လိုက်ဇပတိဌာနလူပေးတာလေပဒံမောဒနာဆိုတာလေလူပေးတဲ့သဘောပါဟုတ်လိုက်အဲ့ဒါကိုဌာနလေးထင်လာနောက်မှနောက်ပြည်ဉာဏ်ရဲ့နောက်ထည့်နောက်ထည့်တဲ့ကိလေသာမတော်နာဓမ္မသေကနာဒါဘာဝနာမှုတွေဟုတ်လိုက်အဲ့ဒါကြီးခဲ့လိုက်ပါဟုတ်လိုက်ဆိုဉာဏ်နဲ့နောက်က၃ပါးတော့အဲ့ဒီတော့တော့ပြောတယ်နောက်ကဟာရည်ကိုပုံစံလာဟုတ်လိုက်နောက်ကြတော့သူက ။ဒီနည်းအားဖြင့်ပြောရင်တော့ဒိဋ္ဌိကံမောင်ကြသုံးမျိုးလုံးမှာပြောလို့ရပါတယ်ဆိုလို့ရဒီကကျွန်တော်တို့မှာဆိုရပေါ့နော်။ဒီနည်းမှရှိဒိဋ္ဌိစုသုံးမျိုးလုံးနိုင်တွန်းဆိုပြီးတော့ငယ်တော့စာတကြောင်းတို့ပြီးတော့ထပ်ပြီးသင်ရတယ်ပေါ့နော်။ဒီနည်းအားဖြင့်ပြောရင်တော့ဒိဋ္ဌိကံမောင်လို့ရသုံးမျိုးလုံးမှာတွန်းလိုက်ပါ။ဟုတ်ပြီ။ဟုတ်ကဲ့လေအဲဘုံညာကရဝုဒုဆေဘာကိုဌာနတိလာဘာဝနာလို့တွေ့ရကြလာမှာဆိုရင်မဆိုင်နာနဲ့ဝေယဝဇ္ဇကိုတိလာလို့ ဟုတ်လားဒီလာလေးနဲ့ကျွန်းဓမ္မပဋိဒါနနဲ့ပဋ္ဌာန်မောရဏကိုဒါနာထဲမှာကျွန်းကျန်တဲ့၃မျိုးကိုဘာဝနာထဲမှာတော့ဒီလိုပဲเนาะတနည်းအားဖြင့်ဒေဒီစုဓမ္မကိုဒါနာသီလဘာဝနာ၃မျိုးလုံးမှာကျွန်းနိုင်တယ်လို့လည်းဆိုလို့ဟုတ်လားဒါပဲတနည်းမှတ်ရှုဒေဒီစု၃ခုလုံးနိုင်၃ရာလီကြောင်းရောက်လို့မှာဆိုတော့မစရာတော့တော့နှစ်ကြောင်းပါတယ်ဗောဒါနာသီလဘာဝနာ၃ဖြာဆင်၍ခင်ပါလုံးလိုက်စနစ်ကိုလည်း လယ်နှစ်ကိုစနောက်မှနောက်ချီတွန်းတော့နောက်တစ်ကြောင်းတိုက်လာတနည်းမှရှိဒိဋ္ဌိစုလုံးမှုလုံးနိုင်တော့တနည်းအားဖြင့်တော့ဒိဋ္ဌိစုကမ္မဆိုတဲ့ဘုညာကြီးအဝတ်ချူကြတော့လုံးမှုလုံးမှာပြန်တနည်းမှရှိဒိဋ္ဌိစုလုံးမှုလုံးနိုင်တော့တနည်းမှရှိဒိဋ္ဌိစု သုံးခုလုံး၌တော့တဏိမစုဒိဋ္ဌိစုသုံးခုလုံး၌တော့ခက်တာပါလားပါပါဦးပါဠိလေးတွေရရင်ရပါเนาะပြီးတော့ပြောဒီကဟွာကျမ်းများပြောပါနောက်တံပဏိတံဝိတတိဝိတံကာမောဒရကာမဝိစီဝါ သင်္ခန်ကိစ္စကြီးအဲ့ဒါကြီးပေါင်းလိုက်တော့ဒီမှာအာဟုတုကံက7ပါးကမဟုတုကံက7ပါးစိတ်တပတ်နဲ့တွက်လိုက်ကြတော့နော်7ပါး7ပါးပဲနော်ပေါင်းလိုက်တော့ကြာ20ပေါင်းလိုက်အာဟုတုကံကမဟုတုတို့ကိုကမဟုတုတို့ကိုကံအားဖြင့်လည်းကောင်းကျွန်တော်ပြောတယ်အဲဘုညာကရိယာဝတ္ထုအားဖြင့်လည်းကောင်းစိတ်တပတ်လေးစွမ်းများအောင်ဘုညာရှိသူရေတွက်ကြရွေးအမရိသူရောမေးလို့ရတာပေါ့နော်ကံနဲ့တွဲတော့ခាយတော်ဝင်မနောကံတွေသုံးမျိုးရှိတယ်ကုတုဟာ နော်အဲတော့ဘုံညာကတရားဝတ္ထုအနေနဲ့ပြောတော့ဒါနသီလဘာဝနာလို့သုံးမျိုးရှိတယ်ဟုတ်လားအကျေချက်ညာ10မျိုးတော့ရှိတယ်ပေါ့နော်နော်ဒါကုသိုလ်တွေဖြစ်ဖို့အတွက်ဒါအသိမခက်ဘူးကုသိုလ်တွေကလူတစ်ခုခုပေးနေရင်လည်းပဲကုသိုလ်ဖြစ်တာပဲဟုတ်လားဒီဘလောင်တီကုလိုပြတဲ့ဆိုတော့ဒီလိုအင်္ဂုတ်လိုပါတယ်မှာဆိုလို့ရှိရင်ကို့စားကြွန်းစားကြံလေးစေးတော့မယ်အရှင်ရဲ့တပည့်စေးတော့မယ်ဆိုကြတော့နော်တပည့်စေးတော့မယ်အဲစားကြွန်းစားကြံလေးကိုစေးတော့မယ်စားကြွန်းစားကြံစေးတော့မယ်အကြံလေးပါအဲအကြံလေးကို ဒီညောင်းနဲ့သွန်လိုက်တဲ့အခါမှာဒီညောင်းနဲ့မှာရှိတဲ့သတ္တဝါလေးတွေဒါလေးနဲ့မျှတကြပါစေဒေဒီနာရပင်ပြုပြီးပြီလေပါဠိရတော့ပုံညာအောင်เนาะဒီစံပြီးတော့အော်လီကလေးဝါဆိုတော့ဘုရားပါရတော့မှာပါเนาะဒီညောင်းညောင်းကြဒီကိုပြစ်မဲ့နေရာဒီမှာပေါ့သတ္တဝါလေးတွေရှိတယ်ကောင်းလေးတွေเนาะအဲ့ဒီကောင်းလေးတွေငါပြစ်လိုက်မဲ့စွန်းလုံးနဲ့ငါသွန်လိုက်မဲ့ဒီအဖဲတွေက ဟောလေးမျှတကြပါသည်။လောင်းငါကြပါသည်။အဲ့ဒီမေတ္တာလေးထားလို့တင်။သွန်လိုက်။ဘုလိုဖြစ်တာ။ဒါနာမှုလိုဖြစ်တာပဲဆိုတော့လက်ဆော်ရ။နော်။ဟောတာ။အဲ့လိုဒီလိုလိုဒီပုံကြီးကဆရာတော်ကြီးဟောမလို့ကတော့စာဝတ်တက်ပြီဆိုရင်ဉာဏ်တော်မျိုးကတော့စာဝတ်တက်ပြီဆိုပြောတာ။ဘုလိုရဘူးကမတက်ဘူးဘုလိုရ။သတိရဘူးကမတက်။ဘုလိုရဘူးကမတက်သတိရဘူးကခက်တယ်။ဟုတ်လိုက်။အဲ့ဒီဘုလိုဖြစ်တော့ဘုကြီးတော့ ဒီဒါအနေနဲ့နေနေနဲ့အလူပေးတယ်အလူပေးတယ်ဆိုတော့တော့ပြောတယ်ဒီဟွာလေးတွန်လိုက်ရင်ပေါ့စမ်းရစမ်းရလေးတွန်လိုက်ရင်ပေါ့ကုလိုဖြစ်နေပါလေတတိယမရလေးကတန်းမှာဖတ်ပတ်တတိယရလေးနဲ့တပီတော့အရင်တော့အလူလေးကလေးတွေနဲ့တော်တော်လေးမှာနှလုံးလုံးနဲ့ခုနောက်ပိုင်းကျတော့ဟိုဘာကိုကုမောင်စေးပြင်းတော့နှလုံးပြင်းတော့ဒါလေးဒီစာကိုမျှလိုက်ကြပါအဲ့ဒီစာလေးတင်ပြီးကလေးอ่ะပေါ့နော်အဲ့ဒီစာလေးကိုတင်ပြီးကလေးအဲ့ဒီနှလုံးသွင်းလေးတော်တော်ထားတယ်ဘယ်ဘာမစင်းတော့ မလို့မြစ်ဘူးပေါ့နော်ဘူဟာကိုဆေးရဆေးရအဲ့ဒီစားလေးကနှလုံးသွင်းနှလုံးစိတ်ထဲမှာကြောက်ရွံ့လာတယ်။ဒါကြောင့်မချင်းများလည်းအခုတပြီးတော့ဝေမျှလိုက်နေဖြစ်တယ်။အဲ့တော့နေ့စဉ်နေ့စဉ်ဒါနမှုတို့ဖြစ်ဖို့မခက်ရမှာနေ့စဉ်နေ့စဉ်ဘုရားဘုရားတော်တွေလည်းဒါရဲ့ဒါနတွေနော်အခုအဲ့လိုမျိုးမဟုတ်ဘဲနဲ့နေ့စဉ်နေ့စဉ်တပြီးတော့တပိတ်ဆေးကြတာစားပြီးဆေးကြတာဟုတ်တယ်မလား။အဲ့ဒီစားပြီးဆေးတာလေးတွန်တဲ့အခါမှာဒီတွန်တဲ့ဒီဆွန်းလုံးလေးတွေနဲ့ ီတက်တော်လေးဒီမျှလက်ကြောင်လေးဒီမျောင်းထဲမှာရှိတဲ့တက်တော်လေးကိုကမျောင်းထဲလုံးလို့မျောင်းထဲပေါ့ဆမ်းနေတုန်းကအဲ့ဒီနေရာမှာကြည့်ရဲ့တက်တော်လေးဒီမျှလက်ကြပါစေလို့စိတ်ခဲထားပြီးတော့လုပ်ရင်ကုသိုလ်ဖြစ်တဲ့အကြောင်းငါတို့ဒီကနေ့ပတ်ရမှာပါနော်အဲဒါကြောင့်အဲ့ဒါလေးအဲ့လိုမျိုးလေးအဲ့ကုသိုလ်စိတ်လေးနှလုံးသွင်းလေးထားခဲ့ပါနော်ဒါကြောင့်မလို့မခဲရင်ကုသိုလ်ရေပေါ့နော်အဲ့ကုသိုလ်ဖြစ်ဖို့တတိယဘုရားခဲရင်တာပါနော်အဲ့ဒါဒါနဖြစ်ဖို့မခဲရင်လီလာဆိုတာကိုထိန်းနိုင်အောင်ဆင်းရမှာပေါ့နော်ဒါခဲနေရင်လည်း ့ခဲမအောင်ဟောလိုက်ဘာဝနာဒါမေတ္တာပို့နေရတယ်ဘာဝနာတစ်မျိုးဘုရားအာယုပြုနေရတယ်ဘာဝနာတစ်မျိုးဟောလိုက်အဲ့ဒါကဘာဝနာဖြစ်လို့လဲခဲဘာသာနဲ့ယုံကြည်တဲ့လူယုံကြည်တာဟုတ်လားဒီလိုလိုက်လို့လည်းဘာဝဒီလိုသာလေးကိုယ်ကတည်းကတော့ခေါင်းလေးငုံတယ်သူသူရှင်မှာအခုကိုယ်နဲ့မပြတ်တော့တာမျိုးမလုံးလိုက်တာမျိုးပေါ့နော်သူ့ကိုလေးစားတော့အပြင်ကိုယ်တည်းတည်းကလေးစားတော့အပြင်သူရှင်မှာမလုံးတင်တာလေးမလုံးတာမျိုးဒါအယုံသိပေးတာပါ ဟုတ်လားခုခေတ်ပြောပြောနေ respect respect ဆိုတာเนาะဟမ်ဟုတ်လားတရားနဲ့တရားလေးထားတာเนาะဒါ respect respect ကခုမှ respect ကိုမြဲစွာပြန်လို့ရဟောတာဒါကိုဘာပြောလို့လဲအမဆိုင်နာဟုတ်လားเนาะဟုတ်တယ်မလားခုခေတ်က respect respect နဲ့တခါတလုံးလုံးပြောနေတာเนาะအဲ့ဒါရှင်ယူနေတဲ့လူယူနေတာပါပဲအသက်သိခါပဲကြီးရဲ့လူကိုလည်းယူပြရတယ် ို့တဲ့ဂုံဒိတ်ခါအဖြစ်ကြီးမားတယ်ဂုံဒိတ်ခါတော့တခြားရတဲ့အတိုင်းတော့ဒီလာသမားကြီးပညာပါပဲဟုတ်လားဒီလာသမားကြီးပညာကောင်းလို့ကြီးမားတဲ့ပုဂ္ဂိုလ်ကလည်းလေးထားပြရတယ်ဒါအဲ့လိုလေးထားပြီးလေးစားပြတာပဲပတ်ဆိုင်တာကုသိုလ်ဖြစ်တာပဲဖြစ်ဖို့ခဲရင်လည်းအခဲရင်မှုပြန်တော့ဒါပေမဲ့တတိယကိုခဲရင်လည်းအလီဘိုရီစီကောင်းမှုကမောင်းငုံနိုင်မှုပါလို့ဟုတ်လားမငုံနိုင်မှုဆိုလို့ရှိရင်ကဒါဟွာဖြစ်သွားပြီလေအဲကုသိုလ်နဲသွားပြီကုသိုလ်မရတာ ဟိုအကုသိုလ်တော့မဖြစ်တော့ဘူးဒါပေမဲ့လို့ကုသိုလ်မဲသွားတယ်ဟုတ်လားဒါကြောင့်မို့လို့တို့တို့ဟွာမှာဟောလာထိုက်သူတို့မန်ဂိုချိုးအမျိုးမြတ်တယ်လို့နော်ဒီမန်ဂိုချိုးနေရင်ဟိုကမန်ဂိုချိုးနေတဲ့အမျိုးမြတ်တဲ့ဟွာမှာဖြစ်နိုင်တယ်ဟုတ်လားဟိုမန်ဂိုချိုးလိုက်ရင်မျိုးကိုကကိုကဒီလိုမျိုးမျိုးတိုင်းကိုကမျိုးတိုင်းနဲ့ကွာဆိုတော့မျိုးလေးပါလေနော်အဲ့တော့ထိုက်သူယူကျိုးထိုက်တယ်လို့ပိုယူသေးတိုင်းလို့ယူကျိုးလိုက်ရင်မန်ဂိုချိုးပစ်လိုက်ရင် မြင့်မြတ်တဲ့မျိုးမှာဖြစ်တတ်တယ်ဆိုပြီးတော့ဒါဘောမှာလည်းသင်ခဲ့တယ်မလားဒါတော့ပြန်သားကိုလည်းမှာမှတ်ခဲ့တယ်မလားအဲအဲ့ဒါကသူမျက်စောမြတ်ကိုလည်းဖြည့်ထားတဲ့ဟာလေနော်အဲ့ဒါလေးကိုသူကလင်းသားလေးလုပ်တာပြန်သားမှာတော့ဒါအပဆိုင်နာကုတုဆိုတာလည်းဖြစ်ဖို့မခဲရင်ဆိုတာပြောရမှာနော်ဒီစိတ်ထိုက်တဲ့လူကိုရိုးပေးပေးခြင်းအဖြစ်အာမာသနာမျိုးတွေဖြစ်ဖို့မခဲရင်ဘူးဒါပေမဲ့လို့အဲဒီဥသားလေးကိုဖြစ်သွားအောင်ပရိယာဘုရားခဲရင်တည်းဟုတ်လားဘုရားဥစ္စာကုသို့ ဒါလည်းလို့ကိုအဖေရင်ကိုပြန်ပြီးလေးကောက်ပေးလိုက်ကုလိုဖြစ်တာဟုတ်လားဒီလေးကောက်ပေးလိုက်ကုလိုဖြစ်တာဘာညီလေးလိုက်ကုလိုဖြစ်တာမလားဟုတ်ဖြစ်နေအောင်နော်အဲ့ဒါလေးဖြစ်ဖို့အတွက်တတိယဘောကက်မိုင်းလေးမိုက်ပုံလေးတွေလိုက်ကောက်ကြုံလိုက်ကုလိုဖြစ်တာမလားကုကြီးဘောလေးတွေလိုက်ကောက်ကြုံလိုက်ကုလိုဖြစ်တာမလားကောက်ကြုံစားနေတော့ကုလိုမဖြစ်ပဲနေလို့ဟုတ်လားရှင်းလို့အပြင်ကုလိုဖြစ်တာ နော်အဲ့တော့ဝေယောဇာကုသိုလ်ဆိုတာလေဖြစ်ကိုမခဲရင်ပါဘူးနော်အဲ့ဒါလေးကိုတတိယကိုခဲရင်တာပိလနာတွေ့တယ်မကြမ်းပါဘူးဆိုတော့သူ့အတွက်သူ့သူ့သူ့မလုံးနိုင်နေတာလေးလောက်ပြလိုက်ပေါ့ဖက်စီပြလိုက်ပိလနာအတွက်စာမီတာလေးတွေစေးပြလိုက်တာမျိုးဟုတ်လားနောက်ဘူးမကြမ်းပါလို့ရသူတင်ကလေးဒီဘူးမလျှော်နိုင်တော့ကြသူကလျှော်ပြလိုက်တာမျိုးကုသိုလ်တွေပဲเนาะလူတိုင်းမနေပါဘူးเนาะပါဝင်ကြပါကုသိုလ်တွေကြီးပဲပဋိဒါနာ ကိုရာသမြန်နေစနေရာသမြန်ကုသိုလ်ရည်ရမလားဇာဝတ္တတလည်းကုသိုလ်တစ်မျိုးပဲဘယနာလည်းကုသိုလ်တစ်မျိုးပဲဘာဝချနေလဲကုသိုလ်တစ်မျိုးဟုတ်တယ်မလားဒါကုသိုလ်တွေမနေဘူးအဲ့ဒါတွေကိုအမြအမေးဝေလိုက်တယ်ဆိုလို့ရင်ကုသိုလ်တစ်မျိုးဖြစ်သွားရောမတိပြန်တာဟုတ်လားဘာသာမောဒနာပညာတွေကုသိုလ်တွေပြုတယ်ပြုလို့ရမြအမြအမြယူရောမရပါဘူးတော့ဒါလို့ခေါ်လိုက်ဒါပေမဲ့အဲ့လိုမမဝေလည်းပဲဟောကုသိုလ်တွေကကုသိုလ်တွေဒါလို့ဒါလို့ဒါလို့ ခုလိုပြနေတာလေမြင်ဒါလေးပေါ်နေလေခုလိုပြသူ့ဝေးသူတွေငွေကြီးတွေဟောလိုက်အဲ့တော့အဲ့ဒီဒါလူခေါ်တာလေတို့မိကိုတက်ကူးတယ်လို့ပြောတယ်ဟောတော့မိတဲ့တိုင်းထွန်းတာလေခုလိုပြလိုက်တော့မိတဲ့တိုင်းထွန်းအဲ့ဒီတိုင်းကိုနောက်ကအတိုင်းနောက်ထပ်တော့ဖြတ်ထွန်းရင်ရှေ့အတိုင်းကိုမလာလေမကုန်သွားဘူးနော်ခုလိုမှတ်ရလေသူ့လည်းကုန်သွားဘူးသူ့လည်းပဲနောက်ထပ်အမင်းရမိတိုင်းပြောတာအဲ့တော့မိုင်းမိတဲ့တိုင်းထွန်းလိုက်တယ်ဒီအဲ့ဒီမိတဲ့တိုင်းကြီးကနောက်ထပ်တိုင်းကုန်သွားရင် ဒီတိုင်းလည်းအလင်းမြင့်ဆိုတော့နောက်ထပ်တိုင်းလည်းအလင်းရသွားနော်အဲ့လိုပဲလာပြီးခေါ်လိုက်လေသူ့လင်းနေသူ့စီကဥဒ္ဒိုလ်နေကိုယ်ဒီမှာကုလာရလာတယ်လို့ဒီလိုပြောပြရတယ်ဟုတ်တယ်ဒါဓမ္မဗလာထာရမိုက်တိုင်းဆိုတာအဲ့တော့ဗလာမောနာပညာကုဒ္ဒိုလ်ပြုနေတဲ့အခါလာပြီးခေါ်လိုက်နော်နောက်ဓမ္မတော်နာတရားနာလိုက်သဝန္တလာဒါလည်းကုဒ္ဒိုလ်ပဲဟုတ်လားဓမ္မဒေသနာတရားဟောလိုက်စာချလိုက်ဟုတ်လား ပူတိတာလေးရှင်းပြလို့ရတယ်ဓမ္မဒေသနာပဲเนาะဒါချတာမဟုတ်ဘူးဒါပေမဲ့ပူတိတာလေးရှင်းပြနေတယ်စေဝန်သာရှင်းတယ်ဒါကုလိုပဲเนาะဒေသီဓမ္မတော့ဒီလိုတောင်းပန်တော်ယူပါအဲ့တော့ကုလိုရဖို့ကမခက်တတိယဖို့ကခက်ပါရဲ့ဟုတ်လိုက်အဲ့ဒီပူတိလေးကိုလားလုံးလုံးဒါဟုတ်လိုက်အဲ့ဒါဆိုဓမ္မကုတ္တကံက7ပါအာကုတ္တကံက12ပါဆိုတော့8ရယ်7ရယ်ဆိုတော့20ရာဝေတ္တမိတ္တဝိတ္တိမိတ္တမိကာမောဇ္ဇကာမမိတ်စေဝါသင်္ခါရကိစ္စတိလို့ Incontro il cavale, la vera e che è la vera.